I escaped Pakistan at 1 a.m., crossing the Middle East. My first stop, I encountered a war between Pakistan and India. I'm in Lahore, the city closest to India, and right now, the airspace has been closed for 48 hours. I can't catch a flight. I have to take a bus from the far east of Pakistan, traveling across the country to Afghanistan. အဓိကစစ်ဆေးရေးဂိတ်တွေမှာစစ်တပ်နဲ့ရဲတွေကလူတိုင်းကိုစစ်ဆေးနေပါတယ်။ညတနားဖြစ်ပေမဲ့မြို့ကနေထွက်ပြေးဖို့ဘတ်စကားတွေပေါ်လူတွေအများကြီးတက်နေကြပါတယ်။ <laughs> ်လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှပါကစ္စတန်မှာစစ်ပွဲဖြစ်မှာမဟုတ်ဘူးလို့ကျွန်တော်ပြောခဲ့ပါသေးတယ်။ဒါပေမဲ့အခုတကယ်ဖြစ်နေပါပြီ။ဒီနေ့လူတွေဟာစံတွေဝယ်ဖို့စူပါမားကတ်ကိုအလုံးအရင်းနဲ့ပြေးနေကြပါတယ်။အခြေအနေတွေဆိုးရွားလာတာကိုမြင်တော့အာဖဂန်နစ္စတန်ကထွက်သွားဖို့အဆုံးဖြတ်လိုက်ပါတယ်။ဒီကလေးလေးကလည်းမြို့ကနေထွက်သွားနေတာပါ။ချစ်စရာလေးပါ။ဒီလူကသူ့ကလေးနဲ့ညတကောင်မှခရီးသွားနေရတာပါ။မျိုးကအိန္ဒိယနဲ့နီးကပ်လွန်းလို့လုံခြုံမှုမရှိတော့ပါဘူးအကွာအဝေးက20ကီလိုမီတာလောက်ပဲရှိပါတယ် အခုကျွန်တော်တို့ကီလိုမီတာ900ခရီးစတင်ထွက်ခွာလာပါပြီနိုင်ငံတော်ဝန်ဖြတ်ကျော်ဖို့၈နာရီလောက်ကြာမှာပါလမ်းမှာအိမ်မှာပါနိုးလိုက်ရင်ပီကျူးရှာမှာရောက်နေပါလိမ့်မယ်မနက်9နာရီပဲရှိပါသေးတယ်နေစရာနေရာတစ်ခုရှာရမှာပါပီကျူးရှာမှာအကျန်းဖက်တိုက်ခိုက်မှုတွေအများကြီးရှိပါတယ်ဟိုတယ်ကြီးတွေကကျွန်တော်တို့ကိုတဲဝင်မပေးပါဘူးဒါကြောင့်ကျင်းမြောင်းတဲ့လမ်းတွေကဒေသခံအိမ်တလုံးမှာနေရာရှာတွေ့ခဲ့ပါတယ်အိမ်ရောက်တာနဲ့သတင်းတစ်ခုတွေ့လိုက်ပါတယ် ဒီမနက်ကျွန်တော်ထွက်လာခဲ့တဲ့လာဟိုးမှာပောက်ကွဲမှုတစ်ခုဖြစ်သွားပါတယ်။ဒါကကျွန်တော်တဲခိုတဲ့နေရာပါ။မဆိုးဘူးမဟုတ်လား။အင်ရှင်ကဒီနေ့အပြင်မထွက်ဖို့ပြောပါတယ်။မြို့မှာတရုတ်လူမျိုးတွေကိုပြစ်မှတ်ထားတဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေအများကြီးဖြစ်သွားပြီးအခုစစ်ပွဲပါဖြစ်နေပါပြီ။သူတို့ကကျွန်တော်အတွက်အစားအသောက်ယူလာပေးပါတယ်။တကယ်ကိုထောင်သားစာလို့ခံစားရပါတယ်။စစ်ပွဲကကျွန်တော်တို့နဲ့ဒီလောက်နီးကပ်နေလိမ့်မယ်လို့ဘယ်တော့မှမထင်ခဲ့ပါဘူး။မေလ၁၀ရက်မနက်၃နာရီပါ မနက်၂နာရီမှာအိန္ဒိယ drone တစ်စင်းကျမအိမ်ကနေ30ကီလိုမီတာလောက်အကွာမှာပြုတ်ကျခဲ့ပါတယ်။ခုနကပောက်ကွဲတံကိုကြားလိုက်ရလား။တကယ်ကိုစိတ်လုံရှားနေပါတယ်။ဒီလိုဖြစ်လာလိမ့်မယ်လို့မမျှော်လင့်ခဲ့ပါဘူး။စစ်ပွဲကဒီလောက်နီးကပ်လာလိမ့်မယ်လို့မထင်ခဲ့ပါဘူး။အခုစစ်တပ်ရောက်နေပါပြီ။ drone တွေကသူတို့ရှိမှပြုတ်ကျပြီးပောက်ကွဲမှုတွေဖြစ်ပေါ်ခဲ့တယ်။အပြင်မှာရေးပေါ်ခြင်းတွေအများကြီးရှိနေပါတယ်။ကယ်ဆယ်ရေးခြင်းတွေလည်းပါပါတယ်။မေလ9ရက်မှာကက်ရှမီးယားမှာအိန္ဒိယနဲ့ပါကစ္စတန်ကြားအကြီးစားလေကြောင်းတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်။ပါကစ္စတန်လုံခြုံရေးအရာရှိတစ်ဦးက CNN ကိုပြောပြတာကတိုက်လေရင်125ဆင်းလောက်ပါဝင်ခဲ့ပြီးဒါဟာမကြာသေးခင်နှစ်တွေအတွင်းအကြီးဆုံးလေကြောင်းထိတိုက်ရင်ဆိုင်မှုတွေကတခုဖြစ်ပါတယ်။ဒီလေကြောင်းတိုက်ပွဲကြောင့်အ ਨੇ ဆုံးလူ60ဦးသေဆုံးပြီးထောင်ထဲချီတဲ့လူတွေထွက်ပြေးခဲ့ရပါတယ်။စစ်ရေးပဋိပက္ခဟာဒေသခံတရုတ်လူမျိုးတွေကိုပောက်ကွဲတံတွေချာမှာအလင်းမြန်ထွက်ပြေးဖို့တွန်းအားပေးခဲ့ပါတယ်။အိန္ဒိယပါကစ္စတန်နယ်စပ်ကနေ30ကီလိုမီတာလောက်သာဝေးတဲ့လာဟူးဟာဘ ഹു ပဋိပက္ခရဲ့ဘ ഹു ချက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့လေရင်ခီးစဉ်တွေအများပြပယ်ဖြတ်ခံရတာကြောင့် အိမ်ပြန်ဖို့လက်မှတ်တွေရဖို့ခက်ခဲလာပါတယ်။နောက်ဆုံးလေရင်ခီးစဉ်တွေနဲ့ပြန်နိုင်ခဲ့တဲ့တရုတ်လူမျိုးတွေကသူတို့ရဲ့ထိတ်လန့်စရာအတွေ့အကြုံတွေကိုမျှဝေခဲ့ကြပါတယ်။ဒါပေမဲ့လေရင်ခီးစဉ်တွေအများပြားပယ်ဖြတ်ခံရတာကြောင့်အိမ်ပြန်ဖို့လက်မှတ်တွေရဖို့ခက်ခဲလာပါတယ်။နောက်ဆုံးလေရင်ခီးစဉ်တွေနဲ့ပြန်နိုင်ခဲ့တဲ့တရုတ်လူမျိုးတွေကသူတို့ရဲ့ထိတ်လန့်စရာအတွေ့အကြုံတွေကိုမျှဝေခဲ့ကြပါတယ်။အလုတ်ကိစ္စတွေကြောင့်ပိတ်မိနေခဲ့တဲ့စီးပွားရေးသမားဝူမင်းကမေလာရှိရမှာဒရုန်းတွေကိုလေရင်ပစ်တဲ့နယ်တွေနဲ့ပစ်ချတဲ့အတန်တွေကြားခဲ့ရတယ်လို့ဖွင့်ဟခဲ့ပါတယ်။ဝူမင်းဟာမူလက မေလအကုန်မှာအိမ်ပြန်ဖို့စီစဉ်ထားခဲ့ပေမဲ့အခြေအနေရုတ်တရက်ပြောင်းလဲသွားတာကြောင့်မေလ9ရက်မှာလက်မှတ်တွေကြိုတင်မှာဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့နှစ်ကြိမ်ပယ်ဖြတ်ခံခဲ့ရပါတယ်။နောက်ဆုံးမှာကရာချီနဲ့ဒူဘိုင်းမှာရန်နာပြီးယွမ်6800နဲ့လက်မှတ်တစ်စောင်ရခဲ့ပါတယ်။ဝူမင်းကလက်မှတ်ဈေးနှုန်းတွေတက်လာနေတယ်လို့ပြောပြခဲ့ပါတယ်။လက်မှတ်တွေအကြိမ်ကြိမ်ပယ်ဖြတ်ခံရပြီးအိမ်ပြန်ဖို့ခရီးကအရန်ခက်ခဲလာပါတယ်။မေလ10ရက်မွန်းတဲ့ချိန်မှာ ူမင်းကသူ့ဖုန်းစကရင်ကိုစိုက်ကြည့်နေရင်ရုတ်တရက်ခုန်ထလိုက်ပါတယ်။သူ၃ချိန်ကြိုးစားခဲ့တဲ့လက်မှတ်ကနောက်ဆုံးမှအတီးပြုတ်ခံရပါတယ်။သူကအခုပါကစ္စတန်ကနေတရုတ်ကိုလေရင်စိမ်းနှုန်းတွေသုံးဆတက်သွားပြီလို့ပြောပါတယ်။ယန္နာခီးစင်ပါတယ်ဈေးအကြီးဆုံးလက်မှတ်ကအခုယွမ်2000 3000ရှိပါတယ်။ကျွန်တော်ပါကစ္စတန်ကို၂ချိန်ရောက်ဖူးပြီးပုံမှန်လေရင်ခီးစင်ကယွမ်4000ပဲကြားခဲ့ပါတယ်။ပို့ထူးစန်းနာကအေဂျင့်တချို့ကလူမှုကွန်ရက်ပို့စ်တွေမှာလက်မှတ်တွေကိုပွင့်ပွင့်လင်းလင်းရောင်းနေကြတာပါ။ကရာချီကနေကွမ်ဂျိုးကို အီကွန်နိုမီကလပ်အတွက်ယွမ်တသိန်း၄000မှာလိုချင်ရင်ကိုယ်တိုင်ဆက်သွယ်ပါလို့ပြောထားပါတယ်။မကြသေးခင်ရက်တွေမှာလေချောင်းရံကာကွယ်ရေးသတိပေးတံတွေနဲ့ဒရုန်းပျက်စီးတွေကအရင်ရှိခဲ့တဲ့အေဂျင့်မှုကိုဖျက်ဆီးလိုက်ပြီးပိတ်မိနေတဲ့တရုတ်လူမျိုးယာချီကိုမကြုံဘူးတဲ့စိုးရိမ်ပူပန်မှုတွေထားခဲ့ပါတယ်။လာဟူးမှာရှိတဲ့တရုတ်လူမျိုးတွေတဲ့စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေနဲ့ဆက်ယုံအလုပ်သမားတွေများပါတယ်။စစ်ပွဲပိုပြင်းထန်လာတာနဲ့အမျှလေရင်ခရီးစဉ်တွေပယ်ဖျက်ခံရတာကနေဟိုတယ်ဘူကင်တွေပယ်ဖျက်မှုစီဥတီသွားပြီး စီးပွားရေးနဲ့ရုတ်တရက်ရပ်တန့်သွားပါတယ်။ဝူမင်းရဲ့အိမ်ဒီချင်းမိုဘိုင်းဖုန်းဆက်ဆက်ပစ္စည်းရောင်းသူရှောင်းဝမ်းကရေတက်တာ20နဲ့အသင်စားခောက်ဆွဲတက်တာ9တက်တာတူလောင်ထားခဲ့ပါတယ်။အခုသူ့ဆိုင်ကပြည့်ရှံနေတာကြောင့်လမ်းလျှောက်ဖို့နေရာမရှိတော့ပါဘူး။ပါကစ္စတန်မှာရှိတဲ့တရုတ်လူမျိုးတွေအတွက်ပိုဆိုးရင်စရာကသူတို့ထွက်သွားလို့မရတာပါ။လီယူမင်းကသူ့ဇနီးနဲ့သမီးကိုအိမ်ပြန်ပို့ချင်ခဲ့ပေမဲ့လမ်းမဆက်သွေးရေးကန့်သက်ချက်တွေနဲ့ကြုံခဲ့ရတာကသူတို့ရဲ့ထွက်ပြေးရေးကြိုးပမ်းမှုကိုဟန့်တားခဲ့ပါတယ်။မေလ10ရက်မှာလီယူမင်းက ပါကစ္စတန်မှာသူ့အတွေ့အကြုံကိုမျှဝေတဲ့အခါကြောက်ရွံ့မှုလှိုင်းတစ်ခုကိုခံစားခဲ့ရပါတယ်။သူနဲ့သူ့မိသားစုအတွက်ဘေးလွယာထွက်ပြေးဖို့ခက်ခဲနေပါတယ်။လူမင်းဟာ2018ခုနှစ်မှာအလောက်ကြောင့်လာဟိုးကိုရောက်လာခဲ့ပါတယ်။နောက်ပိုင်းပါကစ္စတန်အမျိုးသမီးတဦးနဲ့လက်ထပ်ပြီးချစ်စရာသမီးလေးတယောက်ရလာခဲ့ပြီးလာဟိုးမှာအခြေချနေထိုင်ခဲ့ပါတယ်။မကြသေးခင်ကအိန္ဒိယနဲ့ပါကစ္စတန်ကြားဆက်ဆံရေးတင်းမာနေပြီမဲ့လာဟိုးကအိန္ဒိယပါကစ္စတန်နယ်စပ်နားမှာရှိပြီးလူမင်းပါဝင် လူများကစစ်ပွဲကလာဟိုးကိုထိခိုက်မှာမဟုတ်ဘူးလို့ထင်ခဲ့ကြပါတယ်။ဒါကြောင့်မလာဟိုးကပါကစ္စတန်ရဲ့ဒုတိယလူဦးရေအများဆုံးမြို့ဖြစ်ပြီးဒီမှာတခုခုဖြစ်ခဲ့ရင်ထိန်းချုပ်ဖို့အရန်ခက်ခဲနိုင်ပါတယ်။ဒါပေမဲ့မေလ၈ရက်မနက်9နာရီမှာလီယူမင်းဟာကျဲလောင်တဲ့ပောက်ကွဲတံနဲ့ရုတ်တရက်နိုးလာခဲ့ပါတယ်။အစပိုင်းမှာလီယူမင်းကဒါကိုမိုးချိုးပစ်တံလို့ထင်ခဲ့ပေမဲ့ခဏနားထောင်ပြီးတဲ့နောက်တခုခုမူမမှန်ကြောင်းသဘောပေါက်ခဲ့ပါတယ်။ပါကြောင်လဲဆိုတော့မိုးโจတန်ဟာစီးကြက်ကြက်ထွက်ပေါ်လာပြီးတဘာဝအတိုင်းမဟုတ်တော့အောင်တည်ငြိမ်နေခဲ့ပါတယ် ဲ့ဒီညမှာလီယူမင်းကလမ်းပေါ်မှာအတန်ချက်သက်တွေကနေလူတွေကိုမီးမဖွင့်ဘူးအပြင်မထွက်ဖို့တတိပေးနေတာကိုကြားခဲ့ပါတယ်။ကြေညာချက်ထဲမှာအနီးနားကဆိုင်တွေနဲ့စားတောက်ဆိုင်တွေကိုည7:00နာရီမှာပိတ်ဖို့လဲညွှန်ကြားထားပြီးပြစ်မှတ်ဖြစ်မသွားဘူးပါ။လီယူမင်းကလာဟုမှာတင်းမာမှုကိုခံစားခဲ့ရပြီးဒီမှာဆက်နေလို့မဖြစ်တော့ဘူးဆိုတာသိခဲ့ပါတယ်။သူကသူ့ဇနီးနဲ့ပြောင်းရွှေ့ဖို့ဆွေးနွေးခဲ့ပြီးဖြစ်နိုင်ရင်တရုတ်ကိုပြန်သွားဖို့ပါ။ဒါပေမဲ့လမ်းမဆက်သွယ်ရေးကန့်သက်ချက်တွေလမ်းပိတ်ဆို့မှုတွေနဲ့လေပိုင်နဲ့ပိတ်ထားမှုတွေကြောင့်သူတို့ထွက်သွားလို့မရခဲ့ပါဘူး။ လူမင်းကပါကစ္စတန်မှာသူ့အတွေ့အကြုံကိုပြန်တွေးကြည့်ရင်စစ်ပွဲကဒီလောက်နီးကပ်လာလိမ့်မယ်လို့ဘယ်တော့မှမထင်ခဲ့ပါဘူးလို့ပြောခဲ့ပါတယ်။စစ်ပွဲဟာသတင်းကနေလက်တွေ့ဘဝတွေကိုခုံဝင်လာပြီးအေးချမ်းမှုကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ပါကစ္စတန်မှာရှိတဲ့တရုတ်နိုင်ငံသားတသိန်းကျော်ဟာတန်ယုံရဲ့အရေးပေါ်တတိပေးချက်တွေလက်ခံရရှိခဲ့ကြပါတယ်။အိမ်ထဲမှာနေထိုင်မှုပစ္စည်းတွေတူလောင်ထားဖို့နဲ့အချိန်မရွေးဘေးလွတ်ရာထွက်ပြေးဖို့အဆင်အသင့်ဖြစ်နေဖို့ပါ။မြို့တော်အစ္စလာမဘတ်မှာဘဝဟာအေးချမ်းနေပြီး ပါကစ္စတန်မှာ29နှစ်ကြာနေထိုင်ခဲ့တဲ့တရုတ်ဆရာမတဦးဖြစ်တဲ့ Miss Lin ကမေလ၈ရက်မှာတရုတ်မီဒီယာကိုပြောပြတာကစူပါမားကတ်ဈေးနှုန်းတွေတည်ငြိမ်နေတယ်လို့ပါဖယဲသီးက1ကီလိုဂရမ်ကိုယွမ်တယွမ်ဝန်းကျင်ဖြစ်ပြီးဟင်းနုနယ်ကတစ်စည်းကိုယွမ်5ယွမ်ပါဈေးနှုန်းတွေတိတိတသားမတက်လာတယ်လို့သူ့ရက်ရွာမှာတူလောင်ယူမှုလည်းမတွေ့ရဘူးလို့ပါဒါပေမဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကိုဖယ်ရှားဖို့ခက်ခဲခဲ့ပါတယ်အဆိုးဆုံးသတင်းကလောက်ဖော်ကင်ဘက်တအူးရဲ့မိသားစုဝင်တအူးလေချောင်းတိုက်ခိုက်မှုမှာတေဆုံးခဲ့ရတာပါ ဒီဖြစ်ဆိုးကစစ်ပွဲဟာအဝေးကြီးမှာဖြစ်နေတယ်ဆိုတော့တရုတ်အတိုင်းဝိုင်းရဲ့ထင်ရောင်ထင်မှားမှုကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ပိုကြောက်စရာကောင်းတဲ့ဖြစ်ရပ်တစ်ခုကတရုတ်တောင်ပိုင်းလေကြောင်းလိုင်းရဲ့ခရီးသည်တွေလေယာဉ်ပြန်တန်းချိန်မှာတနအီခွဲကြာပြီးအချိန်မှာအိန္ဒိယဒုံးကြီးတစ်စင်းကပါကစ္စတန်ပန်ဂျပ်ပြည်နယ်ကပစ်မှတ်တစ်ခုကိုထိမှန်ခဲ့တာပါ။ခရီးသည်ဒွန်ယူကနောက်ပိုင်းမှာသဘောပေါက်ခဲ့တာကလေရင်လမ်းကြောင်းဟာပြိပခဆုံနဲ့တိတ်မဝေးတဲ့အကွာအဝေးမှာရှိနေခဲ့တာပါ။လေရင်မှူတန်းတွေကိုတတိပေးခဲ့တာကမနက်၂နာရီအလွန်ဆိုရင် ဒီလမ်းကြောင်းကိုမသွားဘူးပါဒီလိုသေမင်းနဲ့ရင်ဆိုင်ရတဲ့အတွေ့အကြုံဟာစစ်ပွဲထဲမှာပိတ်မိနေတဲ့တရုတ်နိုင်ငံသားတွေရဲ့ကံကြမ္မာကိုတကယ်ထင်ဟမှုဖြစ်လာခဲ့ပါတယ် Miss Lin ကမနေ့ကမျှဝေခဲ့တာကចောင်းသားတဦးရဲ့မိဘကသူတို့ခရီးသွား agency က network အတွင်းခရီးစဉ်ပြန်စီစဉ်မှုဖုန်းခေါ်ဆိုမှု200ရခဲ့ပြီးသူတို့ရဲ့ဖုန်းလိုင်းကပေမဘုတ်ပြပြတ်သွားတယ်လို့ပြောပါတယ်ရုတ်တရက်လေလက်မှတ်တိုက်ပွဲရဲ့နောက်ွယ်မှာရှုပ်ထွေးတဲ့စီးပွားရေးရုတ်တိပီရာကတွန်းအားပေးနေပါတယ်။လေတောင်းလိုင်းတစ်ခုကအတွင်းလူတအူးကဖွင့်ဟတာက သူတို့ကဒိုင်းနမစ်ဈေးနှုန်းစနစ်ကိုအသုံးပြီးလေယာဉ်ခီးစဉ်တစ်ခုအတွက်ရှာဖွေမှုပမာဏ300ရာခိုင်နှုန်းတိုးလာတဲ့အခါ algorithm ကဈေးနှုန်းတင်ပြမှုကိုအလိုလျောက်စတင်ပါတယ်။မေလာရှိရမှာအစ္စလာမဘက်ကနေပေကျင်းကိုရှာဖွေမှုပမာဏဟာရခိုင်နှစ်နဲ့နှိုင်းယှဉ်ရင်1980ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ဒါပေမဲ့လက်မှတ်ဈေးနှုန်းတွေကိုအဆမတန်တက်သွားစေခဲ့တာကရုပ်တရက်ဘေးကင်းလုံခြုံရေးပရီမီယံဆိုတဲ့ဝန်ဆောင်မှုကြောင့်ပါ။လေဆိပ်နှောင့်နှေးမှုကြောင့်ထပ်ဆောင်းကြတဲ့ငွေတွေစစ်ပွဲအာမခံထပ်ဆောင်းကြီးတွေနဲ့ ဆင်းလုံးကားလေရင်တွေအတွက်အမှုတဲအန္တရာယ်ထောက်ပံ့ခြင်းတွေကြောင့်ကုန်ကြစရိုက်ကုန်ကြစရိုက်တိုင်းစုပုံလာပါတယ်။တရင်ချင်းမြစ်တွေအရာစစ်ပွဲအာမခံတစ်ခုတည်းကပဲပါကစ္စတန်ကလေရင်ခရီးစဉ်တွေရဲ့လက်မှတ်ဈေးနှုန်းရဲ့35ရာခိုင်နှုန်းကိုပါဝင်ထားပါတယ်။ပိုရက်ဆက်တာကအရင်းမြစ်တွေမမျှတသွားခွဲဝေပေးမှုပါ။လာဟူးမှာဆောက်လုပ်ရေးပစ္စည်းလုပ်ငန်းလုပ်ကိုင်တဲ့ Mrs. Chan ကနိုင်ငံခြားခရီးသည်တွေကရှန်ဟိုင်းကိုလေရင်လက်မှတ်တွေအလွယ်တကူဝယ်နိုင်ပေမဲ့တရုတ်နိုင်ငံသားတွေကအဓိက platform အားလုံးမှာလေရင်လက်မှတ်တွေရောင်းထွက်သွားတာကိုတွေ့ခဲ့ရပါတယ်။ ဒီထူးသန်းတဲ့ဖြစ်စဉ်ဟာလေကြောင်းလိုင်းတွေကဘေးလွတ်ရာထွက်ခွာရေးလေရင်တွေအတွက်စွမ်းရည်တွေကိုပြန်လည်ခွဲဝေပေးနေတာကြောင့်ပါပါကစ္စတန်မှာပိတ်မိနေတဲ့တရုတ်လူမျိုးတွေကလက်မှတ်စင်းနှုန်းတွေအဆမတန်တက်နေတာကိုတွက်ချက်နေချိန်မှာအစ္စလာမဘတ်ရဲ့ F7 ခရိုင်ကနိုင်ငံတကာကျောင်းသားတွေကအိမ်မြန်ဖို့အခြားလမ်းကြောင်းတွေဖန်တီးနေကြပါတယ်။ကျောင်းသားတအူးဖြစ်တဲ့ရှောင်းလင်းကနေဆက်ကို၈နာရီဘတ်စကာစီးပြီးသွားမယ်။ ပြီးရင်မီနီဘတ်ကိုပြောင်းစီပြီးနောက်ဆုံးမှာကက်ရှ်ကာကနေဟန်ဂျိုးကိုလေယာဉ်နဲ့ပြန်တမ်းမယ်လို့စီစဉ်ထားပါတယ်။သူတို့ကအငင်းပွားနယ်မြေ300ကီလိုမီတာဖြတ်ကျော်ရမယ်ဆိုပေမဲ့ဒီမှာပိတ်မိနေတာထက်ပိုကောင်းမယ်လို့တွေးမိခဲ့ကြပါတယ်။အိန္ဒိယပါကစ္စတန်ပြင်းထန်တဲ့ပြည်ပခါပြီးနောက်ပါကစ္စတန်မှာရှိတဲ့တရုတ်လူမျိုးတွေဟာစစ်ပွဲရဲ့တပ်တွေကံဖြစ်ကောခံစားသူတွေဖြစ်ပါဖြစ်လာခဲ့ရပါတယ်။စစ်ပွဲဟာအိန္ဒိယပါကစ္စတန်ပြည်ပခါလို့ထင်ရပေမဲ့ နောက်ွယ်မှာတရုတ်ကွန်မြူနတီပါတီရဲ့ပိုနက်ဆိုင်နဲ့ပါဝင်ပတ်သက်မှုရှိနေပါတယ်။မေလ၈ရက်မှာဟောင်ကောင်ရဲ့ South China Morning Post ကပါကစ္စတန်အရာရှိတွေကအတည်ပြုချက်အရပါကစ္စတန်ကတရုတ်နိုင်ငံထုတ် J-10C တိုက်လေယာဉ်တွေကိုအသုံးပြုပြီးအိန္ဒိယလေယာဉ်တွေအထူးသဖြင့်ပြင်သစ်ထုတ် Rafale လေယာဉ်တွေကိုပစ်ချခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ South China Morning Post ကရှင်းပြတာက J-10 တိုက်လေယာဉ်ဟာအင်ဂျင်တစ်လုံးနဲ့ပါတဲ့ဗတ်စုံသုံးလေယာဉ်ဖြစ်ပြီး Chandu Aircraft Industry Group ကဒီဇိုင်းဆွဲထုတ်လုပ်ထားတာပါ။ 2003ခုနှစ်မှာတရုတ်လေတပ်မှစတင်အသုံးပြုခဲ့ပါတယ်။ J-Dan C ကတော့ D series ရဲ့အဆင့်မြင့် version ဖြစ်ပြီးပိုကောင်းတဲ့ engine နဲ့အဆင့်မြင့် AESA radar တွေတပ်ဆင်ထားပြီး PL-15 တုံးကြီးကိုပြစ်လွှတ်နိုင်ပါတယ်။ဒါကိုမျိုးဆက်၄တမ၅တိုက်လေရင်လို့မကြာခဏရည်ညွှန်းကြပါတယ်။ပါကစ္စတန်ဟာတရုတ်ပြည်မမှာ J-Dan C တိုက်လေရင်တွေတပ်ဆင်ထားတဲ့တခုတည်းသောနိုင်ငံဖြစ်ပြီး2020မှာ J-Dan C 36ဆင်းနဲ့ PL-15 တုံးကြီး250ဆင်းမှာယူခဲ့ပါတယ်။ပထမအုပ်6ဆင်းကို2022မှာပို့ဆောင်ခဲ့ပြီး အခုဝန်ဆောင်မှုပေးနေတဲ့စုစုပေါင်းရေအတွက်က20ဆင်းမှာ Stockholm International Peace Research Institute ရဲ့အချက်လက်တွေအရပါကစ္စတန်ရဲ့ဆက်လက်နက်တင်သွင်းမှုရဲ့87ရာခိုင်နှုန်းဟာတရုတ်ကနေလာတာဖြစ်ပြီးဂျေတန်းစီလေယာဉ်တွေဒုံးကြီးတွေနဲ့လေကြောင်းရန်ကာကွယ်ရေးရေဒါစနစ်တွေပါဝင်ပါတယ်။အကြီးတန်းသူတွေသည် Simon Wiseman ကတရုတ်ဟာအမေရိကန်လက်နက် ရောင်းချမှုကြာဆင်းလာတဲ့နေရာကိုဖြေဆွမ်းနေပြီးပါကစ္စတန်ရဲ့အဓိကလက်နက်ထောက်ပံ့သူဖြစ်လာတယ်လို့ပြောပါတယ်။လက်ရှိမှာအိန္ဒိယရဲ့လက်နက်တင်သွင်းမှုရဲ့ထက်ဝက်ကျော်ဟာ အမေရိကန်ပြင်သစ်နဲ့အစ္စရေးကနေလာပါတယ်။တရုတ်လူမှုကွန်ရက်မှာအမျိုးသားရေးဝါဒီချို့ကဒီဖြစ်ရပ်ကိုတရုတ်စစ်လက်နက်တွေရဲ့တကယ့်တိုက်ပွဲအောင်မြင်မှုလို့ချက်ချင်းအထိပ်ပဲဖွင့်ဆိုခဲ့ကြပါတယ်။သူတို့ကပါကစ္စတန်ကတရုတ်ကပေးတဲ့တိုက်လေယာဉ်တွေနဲ့ရေဒါစနစ်တွေကိုအသုံးပြုပြီးပြင်သစ်ထုံရာဖေးလေယာဉ်တွေအပါအဝင်အိန္ဒိယလေတပ်အများအပြားကိုပစ်ချခဲ့တယ်လို့ပြောဆိုခဲ့ကြပါဗျ။အချို့ကတရုတ်က Y20 တည်ယူပို့ဆောင်ရေးလေယာဉ်တွေကိုပါကစ္စတန်ကိုပစ်စည်းထောက်မှတ်မှုဖြန့်ကျက်ခဲ့တယ်လို့လည်းပြောကြပါဗျ။ အချို့ကတော့စနစ် ထောက်လန်းရင်းနဲ့ electronic shootdown ကပါကစ္စတန်ကဒီပဋိပက္ခမှာတာလွန်ခဲ့တယ်လို့ဆိုပါတယ်။သူတို့ကပါကစ္စတန်ရဲ့စစ်ပွဲအချိန်ဖြစ်တယ်မှုနဲ့စစ်ရေးလှုပ်ရှားမှုစတင်တာဟာတရုတ်ရဲ့ခွင့်ပြုချက်နဲ့ဖြစ်ရမယ်လို့ညင်းခုံကြပါတယ်။တရုတ်ဆိုရဟာဒီပြောဆိုချက်တွေကိုချက်ချင်းချင်းဆိုခဲ့ပြီး Y20 တည်ယူပို့ဆောင်ရေးလင်ရင်တွေထောက်ပံ့ရေးလှုပ်ရှားမှုတွေမှာမပါဝင်ကြောင်းရှင်းရှင်းလင်းလင်းပယ်ချခဲ့ပါတယ်။ပါကစ္စတန်နိုင်ငံသားတွေက TikTok မှာဗီဒီယိုတွေတင်ခဲ့ပြီးစစ်ရေးကိစ္စတွေနဲ့အရက်ဘတ်စီမံကိန်းတွေမှာထောက်ပံ့မှုပေးခဲ့တဲ့အတွက် တရုတ်ကွန်မြူနစ်ပါတီကိုတရုတ်ဘာသာနဲ့ကျေးဇူးတင်စကားပြောကြပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ကြားပြင်းထန်တဲ့လေကြောင်းတိုက်ပွဲတွေဖြစ်ပေါ်လာချိန်မှာနိုင်ငံတကာသုံးသပ်သူတို့ချုပ်ကတရုတ်ကွန်မြူနစ်ပါတီကဒီအခြေအနေကိုခွင့်ကောင်းယူပြီးပါကစ္စတန်ကိုလက်နက်တွေထောက်ပံ့ပေးနေတယ်လို့ထောက်ပြပါတယ်။ဒါဟာလက်နက်စွမ်းဆောင်ရည်ကိုစမ်းသပ်ဖို့အခွင့်အလမ်းဖြစ်အသုံးပြုနေပြီးအိန္ဒိယစီကစစ်ရေးထောက်လှမ်းရေးကိုလျှို့ဝှက်စွာစုဆောင်းနေတာပါ။ဒါဟာတောင်ဝါရှမှာသူ့ဩဇာကိုတိတ်တဆိတ်ချဲ့ထွင်နေတာလည်းဖြစ်ပါတယ်။သတင်းရင်းမြစ်တွေကတရုတ်ကွန်မြူနစ်ပါတီက ပါကစ္စတန်မှာသူ့ရဲ့တန်တမန်ရေးနဲ့စစ်ရေးလမ်းကြောင်းတွေကိုအသုံးပြုနေပြီးထောက်လန်းရေးဂျိုတူတွေနားထောင်တင်းမောတွေနဲ့တန်ငါပဲအသွင်ဖြည့်ဖုံးကွယ်ထားတဲ့ပြည်သူစစ်တင်းမောအမြောင်များကိုအသုံးပြုနေတယ်လို့ပါဒီလှုပ်ရှားမှုတွေဟာတိုက်ကွင်းကအချက်ပြမှုတွေလေရင်ဖြန့်ကျက်မှုတွေနဲ့ဒုံးကျည်လမ်းကြောင်းတွေကိုအပြည့်အဝစောင့်ကြည့်ဖို့ရည်ရွယ်ပါတယ်လက်ရှိမှာတရုတ်ကဂျိုတူ268ဆင်းလဲပတ်နေပြီးအဲ့ဒီထဲက135ဆင်းကထောက်လန်းရေးနဲ့စူးစမ်းလေ့လာရေးအတွက်တီးတန့်ဖြစ်ပြီး80ဆင်းကဆက်သွယ်ရေးနဲ့စောင့်ကြည့်ရေးအတွက်တာဝန်ယူထားပါတယ် တရုတ်ဟာတိုက်ပွဲကထောင်နှင်းရေးစုဆောင်မှုသူ့ရဲ့ဂျိုဒူကွန်ရက်တစ်ခုလုံးကိုလုံးဝဖျန့်ချက်ထားတယ်လို့ဆိုနိုင်ပါတယ်။လုံခြုံရေးကျွမ်းကျင်သူတွေကဒီစစ်ပွဲဟာအိန္ဒိယနဲ့ပါကစ္စတန်တိုက်ခိုက်နေတာနဲ့မဟုတ်ဘူးလို့ပြောပါတယ်။တကယ်တော့တရုတ်ကွန်မြူနတီပါတီကဒါကို agent အခြေပြုလှုပ်ရှားမှုတစ်ခုအဖြစ်အသုံးပြုနေပါတယ်။တရုတ်ကွန်မြူနတီပါတီကအမေရိကန်နဲ့အနောက်နိုင်ငံတွေဘလို့တုံ့ပြန်မလဲဆိုတာကိုတပြိုင်နက်စမ်းသပ်နေရင်အိန္ဒိယရဲ့စစ်ရေးထောက်လှမ်းရေးကိုအပြည့်အဝစောင့်ကြည့်နေပါတယ်။တိုက်ပွဲတစ်ခုလုံးကိုသူ့ရဲ့စမ်းသပ်တခွဲခန့်ဖြစ်သဘောထားနေပါတယ်။ အမျိုးသားကာကွယ်ရေးတပ်ကတို့ရဲ့နိုင်ငံရေးစစ်ပွဲကောလိပ်ရဲ့အငိမ့်စားညွှန်ကြားရေးမှူးယူဂျုံဂျီကပါကစ္စတန်ရဲ့လေတပ်နဲ့ကြီးတပ်ရဲ့တိုက်ခိုက်ရေးပလက်ဖောင်းတွေရေဒါတွေထောက်လန်းရေးစနစ်တွေနဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေအားလုံးဒီဘက်ကိုတရုတ်ကနေဝယ်ယူထားတာဖြစ်တယ်လို့ပြောခဲ့ပါတယ်။မကြသေးခင်ကပါကစ္စတန်ကတရုတ်နိုင်ငံထံမှလက်နက်တွေကိုအရေးပေါ်ဝယ်ယူခဲ့တယ်လို့သတင်းထွက်ပေါ်ခဲ့ပြီးပဋိပက္ခပုံမှုအချိန်မြင့်မလာအောင်တားဆီးဖို့ဖြစ်တယ်လို့ပါ။ဒါကတရုတ်ကွန်မြူနတီပါတီကဒီပဋိပက္ခမှာပါကစ္စတန်ရဲ့ခိုင်မာတဲ့မဟာမိတ်ဖြစ်တယ်ဆိုတာကိုပြသပါဗျ။ ရုတ်ကအိန္ဒိယပေါ်ပြင်းထန်တဲ့ရည်တည်မှုကိုပါကစ္စတန်ကိုထောက်ခံပေးနေပြီပါဖြစ်ပါတယ်။မေလ9ရက်မှာအိန္ဒိယကပန်ချက်ပြည်နယ်မှာတရုတ်နိုင်ငံထုတ် PL15 တာဝေးလေယာဉ်ပစ်ဒုံးကျည်တစ်စင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါဟာအိန္ဒိယလေတပ်နဲ့အနောက်နိုင်ငံတွေကိုဒီဒုံးကျည်ရဲ့ဤပညာဆိုင်ရာအသေးစိတ်အချက်အလက်တွေနဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကိုပထမဆုံးလေ့လာနိုင်မဲ့အခွင့်အရေးပေးမယ်လို့မျှော်လင့်ရပါတယ်။အနောက်နိုင်ငံတွေကဒီဒုံးကျည်ရဲ့လမ်းညွှန်မှုနဲ့ထိန်းချုပ်မှုအပိုက်စိတ်ပိုင်းတွေကိုခွဲခြမ်းစိတ်ပြနိုင်ပြီးထိရောက်တဲ့ကာဝေးရေးပြူဟာတွေပေါ်ထုတ်နိုင်ပါတယ်။ ဒါဟာတရုတ်အတွက်သိတာတဲ့ဆုံးရှုံးမှုတစ်ခုပါမေလ12ရက်မှာအိန္ဒိယလေတပ်အကြီးအကဲလေတပ်ဗိုလ်ချုပ်ကြီး AK ဘာတီကအိန္ဒိယနယ်မြေထဲကိုပြုတ်ကျခဲ့တဲ့ PL15 ဒုံးကျည်အပိုင်းအစတွေရဲ့ဓာတ်ပုံတွေကိုပြသခဲ့ပါတယ်ဘာတီကအိန္ဒိယရဲ့လေကြောင်းရန်ကာဝယ်ရေးက PL15 ဒုံးကျည်ကိုအောင်မြင်စွာကြားဖြတ်နိုင်ခဲ့ပြီးမြေဒီဒုံးကျည်ကပြစ်မှတ်ကိုမထိမှန်ခဲ့ဘူးလို့ပြောပါတယ်သူကတရုတ်ကိုပါကစ္စတန်တွင်လက်နက်ထောက်ပံ့သူဖြစ်လူသိရှင်ကြားအမည်တက်ခဲ့ပါတယ် တရုတ်ရဲ့ Aviation Industry Corporation AVIC ကဖန်တီးထားတဲ့ PL15 ဟာတာဝေးရေဒါလမ်းညွှန်ဒုံးကျည်ဖြစ်ပါတယ်။ကျွမ်းကျင်သူတွေကဒီဒုံးကျည်ရဲ့လမ်းညွှန်စနစ်ကိုအထူးအာရုံစိုက်နေကြပြီးဒါဟာပြစ်မှတ်တွေကိုရှာဖွေဖော်ထုတ်ရန်ခြေရာခံရန်နဲ့ lock ချရန်အဓိကအစိပ်ပိုင်းဖြစ်ပါတယ်။ပြိုင်ဘက်ကလမ်းညွှန်စနစ်အပြည့်စုံကိုရယူနိုင်ခဲ့ရင်၎င်းရဲ့လျှို့ဝှက်အသေးစိတ်အချက်လက်တွေစွမ်းရည်တွေအားနည်းချက်တွေနဲ့ကန့်သတ်ချက်တွေလေ့လာနိုင်ပါတယ်။ဒါဟာပြန်လည်တံပြန်နည်းဗျူဟာတွေအနှောက်အယှက်ပေးမှုတွေနဲ့ အခြားကာကွယ်ရေးဗျူဟာတွေဖွံ့ဖြိုးတိုးတက်ဖို့အထောက်အကူဖြစ်မှာပါအင်ဂျင်ကိုလေ့လာခြင်းအဖြစ်အသုံးပြုတဲ့လောင်စာအမျိုးအစားနဲ့၎င်းရဲ့ရောစပ်မှုကိုဆုံးဖြတ်နိုင်ပြီးဒုံးကြီးရဲ့တကယ့်ပြန်တမ်းမှုအမြန်နှုန်းနဲ့အကွာအဝေးကိုခန့်မှန်းနိုင်ပါတယ်ဒီဒုံးကြီးရဲ့အရေးကြီးဆုံးအစိပ်ပိုင်းဖြစ်တဲ့လမ်းညွန်စနစ်ကိုအခုပြသထားတယ်ဆိုရင်တရုတ်ကအလွန်လျှို့ဝှက်တဲ့ကန့်သတ်တန်မှုတွေကိုအခြားသူတွေထံလွှဲပြောင်းပေးလိုက်သလိုပဲဖြစ်ပါတယ်အိန္ဒိယပါကစ္စတန်ပဋိပက္ခဟာနှစ်နိုင်ငံအငင်းပွားမှုတစ်ခုတည်းမဟုတ်ပါဘူး။ဒါဟာပိုကြီးမားတဲ့အင်အားကြီးနိုင်ငံတွေရဲ့ပြိုင်ဆိုင်မှုရဲ့သေးငယ်တဲ့ပုံစံငယ်တစ်ခုပါ။ အိန္ဒိယနဲ့ပါကစ္စတန်ကြားတင်းမာမှုတွေဟာဆယ်သုနှစ်များအတွင်းအမြင့်ဆုံးအဆင့်ကိုတက်လှမ်းလာချိန်မှာတရုတ်ရဲ့နောက်ဆုံးပေါ်လက်နက်တွေအသုံးပြုမှုဟာတောင်အာရှမှာအင်အားမျှကြေးပြောင်းလဲလာမှုနဲ့ဒေတာရင်းပေကျင်းရဲ့ဩဒါကြီးထွားလာမှုပေါ်ပြင်းထန်တဲ့စိုးရိမ်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။တရုတ်ကွန်မြူနတီပါတီဟာ၎င်းရဲ့အိန္ဒိယချင်းနိုင်ငံအားလုံးနီးပါးနဲ့နယ်စပ်ပဋိပက္ခတွေဒါမှမဟုတ်ထိတ်တိုက်ရင်ဆိုင်မှုတွေရှိနေခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။